။အလန်းဆောင်မှာတော့ဝါနီဝါရာလို့မြည်ရတဲ့စီစဉ်ရုံတစ်ခုကိုမြင်လို့ရမှာပါ။အဲဒီနောက်မှာတော့မြို့အချုပ်ရမှုအိမ်မှာစားတောက်တွေနဲ့ကျွေးမွေးခံနေတဲ့ပွဲတစ်ခုရှိအောင်တွေ့ရမှာပါ။အဲဒီအချိန်မှာပဲယောဒီယာကာဒီစီကအချိန်လုံးမောင်းနေလာတာဝင်တိုက်လိုက်ပါတယ်။ကားရဲကနေတော့ဇွန်မီတကောင်ထွက်လာပြီးလူတယောက်ကိုကတ်လိုက်တာကနေစတင်ရိုက်ပြထားပါတယ်။ဒီလိုရင်းမဖြစ်ခင်လုံးခဲတဲ့9နိုင်မှာတော့ဝါနီဝါရာစိတ်ရုံမှာဝင်တဲ့တုန်းကမြို့ထုတ်တဲ့စီးနှင်မှုတွေကိုအတိပြုသူနဲ့ဇဂါရမန်နေတိုင်းနဲ့ဂရိတ်ဆိုတဲ့မျိုးသမီးတန်ပို့ခိုင်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဝါနေဝါနာရဲ့ပိုင်ရှင်စတမန်အိမ်ကိုရောက်လာခဲ့ပြီးအိမ်ကူကိုဈေးနမူနာတွေကိုပေးလိုက်ပါတယ်။အဲဒီချိန်စတမန်ရဲ့ဇနီးဖြစ်သူကာရီနာကထမင်းစားနေခဲ့ပြီးဈေးတွေကိုတော့ဇပွဲပေါ်တင်ထားဖို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့စတမန်ရဲ့သမီးဖြစ်တဲ့ကနေသားဖြစ်သူရိုင်းနဲ့ခင်ဝင်းဖြစ်တဲ့ရူဖ်ကရောက်လာခဲ့ကြပါတယ်။စတမန်ကတော့ဝါနေဝါနာရဲ့စီးပွားရေးအခြေအနေမကောင်းတာကြောင့်ရောင်းချဖို့လုပ်နေခဲ့ပြီးကာနေတို့ကတော့အမွေကိစ္စကြောင့်ရောက်လာခဲ့တာပါ။ကာရီနာနဲ့ကာနေတို့ကတစ်ချိန်လုံးကအချက်ဆုံးတငယ်ချင်းတွေဖြစ်ခဲ့ပေမဲ့အဖေဖြစ်သူရဲ့ဇနီးဖြစ်လာပြီးတဲ့နောက်မှာတော့အဆင်မပြေကြတော့ပါဘူး။အဲဒီနောက်မှာတော့ စေတမန်ရောက်လာပြီးစေတမူနာတွေကိုဆစ်ဆဲပြီးဒဗလင်ကိုမောတောက်ချလိုက်ပါတယ်။ဘာဝင်နာကတော့ဒီကိစ္စတွေပြီးရင်ခရီးထွက်ပြီးခလေးလေးလိုချင်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ဂိန်းနာမှာတော့ဂိန်းနာတို့မိသားစုရောက်လာပြီးကရီနာကတော့နှွေးထွေးစွာဆက်ဆံခဲ့ပေမဲ့ခင်းနဲ့ကတော့အမြင်မကြည်တာကြောင့်ဘရဟန်ကိုလည်းဝဝိမာနေဖို့ပြောနေခဲ့ပါတယ်။ဂိန်းနာမှာတော့စေတမန်ရဲ့သားဖြစ်တဲ့ဘန်ကတော့ဂိန်းစောနေတာကိုတွေ့ရမှာပါ။အဲဒီချိန်မှာပဲစေတမန်ရေချိုးပြီးထွက်လာသူ့ရဲ့ပုံစံကငွေရလာတာကြောင့်သူတို့ပေါ်တဲ့စီကအောင်မြင်နေတယ်ဆိုတာကိုသိရတော့ဝမ်းသာနေခဲ့ပါတယ်။ကရီနာလည်း စေတမဲပုံစံအဟောင်းတွေကဆေးကြောင့်နုပြလာတာကိုဒီလိုက်ရတော့ဝမ်းသာပြီးဖတ်လိုက်ပါတယ်။ဒါပေမဲ့စေတမဲရဲ့ကြောဘက်မှာတော့ထူးဆန်းတဲ့ရာထူးကစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့စေတမဲခန်းကထွက်လာတာကြောင့်သူ့ရဲ့ပုံစံကအလုံးကအဟောင်းနေကြပါတယ်။အဲဒီနောက်မှာစေတမဲရဲ့သူ့ရဲ့ဆေးကနုပြမှုကိုရခဲ့ပြီးအောင်မြင်ခဲ့တာကြောင့်ဝါနီဝါနာကိုမရောက်တော့ဘူးလို့ပြောလိုက်ပါတယ်။ခင်းတဲ့ကတော့ဂရုကဖောက်ပြနေတာကြောင့်ကာရှင်းမှဖြစ်ပြီးပါနဲ့ဒူဒူကိုပိုင်းစီပွားရေးတခုလေးလောက်ကင်ပြီးနေထိုင်နေတာကြောင့်အဆက်လိုချင်တယ်လို့ပြောပြီးကုမ္ပဏီကိုရောင်းသိခဲ့ပါတယ် ကိုင်းနာကတော့ဝင်ပြောပေးခဲ့ပေမဲ့သူ့ဖေကိုပတ်ဆက်ကြောင်ယူလိုက်တာလို့စွပ်စွဲပြောဆိုကားချင်းများနေခဲ့ပါတယ်။စီတမန်ကတော့ဒီကုမ္ပဏီကိုလုံးဝရောင်းမှာမဟုတ်တဲ့ကြောင့်ပြောတာစာချုပ်ကိုဆွဲပြစ်ပြလိုက်ပါတယ်။ခဏကြာမှတော့စီတမန်တယောက်နေမကောင်းဖြစ်လာပြီးနေဘေးကနေပိုးဝင်လာလို့ဖြစ်လာတာသွေးအံလာပြီးလဲကျသွားပါတယ်။အသက်ရှူရသွားတာကြောင့်လူနာတွေကခေါ်ဖို့လုံနေတဲ့အချိန်ဇုံပြည့်ဖြစ်ပြောင်းသွားပြီးအိမ်ကူပါတီရဲ့လက်ပြကိုကာရေမောရရဲ့မျက်နှာကိုအန်ထုတ်လိုက်တာကြောင့်သွေးတွေကတော့ဇက်ထဲဝင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘန်ကကေဘုတ်လုံနေရင်သူ့ကိုပါတိုက်ခိုက်ကမတော်တဆဘိုင်းရဲ့များတဲ့ကြောင့်စီတမန်တယောက်ဒီဆုံးသွားခဲ့ပါတယ်။ ခင်ဗျားကတော့ဘယ်ကြောင့်သေးတာမဟုတ်ဘူးလို့ဖြေသိပြီးနေခဲ့ပါတယ်။အဲဒီနောက်မှာရုကရေမောင်းကမရောစားမှုကြောင့်သေသွားတဲ့ရုပ်ကိုအကြောင်းကြားဖို့လွတ်လိုက်ခဲ့ပေမယ့်ထို့သူကတော့ကူးစက်ခံရတဲ့ရောင်မျိုးကိုရှိနေပါတယ်။အဲဒီနောက်မှာတော့ဒဲလိုနီဘာကရောက်ခဲ့တယ်ဖြစ်နေကရူဖ်ရာဟန်နဲ့ကာရီနာတို့ကအိမ်ကနေထွက်ပြေးခဲ့ပြီးကဲနဲ့နေဗန်တို့ကတော့အိမ်ကနေကားနဲ့ထွက်ပြေးခဲ့ပါတယ်။အစောတုန်းကရေမောင်းကဇွန်ဘီဖြစ်ပြောင်းသွားပြီးဇလန်စာကမျိုးအုပ်ချုပ်မှုရဲ့ဝဲတော်တွေကိုရောက်သွားတာတိုက်မိသားခဲ့ပြီးအဲဒီကလူတွေကကူးစက်စာကအကြောင်းမဲ့ဖွေရကစိုးတခုဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ ခိုင်နာတို့အစုကကားတစ်စီးကိုတွေးလိုက်ရပါမယ်။သောခတာရာကြောင့်ဘာမှလုံးမရခဲ့ပါဘူး။အဲဒီအချိန်မှာပဲကုဇက်ခန္ဓာရဲ့ပါတီကရောက်လာခဲ့ပြီးခိုင်နာတို့လည်းပုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲရူရဲ့ဖုန်းကရုတ်တရက်ထမိလာတာကြောင့်ပါတီကသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခိုင်နာပဲအဆုံးသတ်ပေးလိုက်ပါတယ်။အဲဒီတော့မှာတော့ကဲနဲ့ရူတို့ကဖုန်းဆက်သွယ်ရခဲ့ပါတယ်။ရူကတော့ကဲနဲ့ကိုသူတို့အင်္ဂါနဲ့အမြန်ထွက်လာဖို့ပြောလိုက်ပါတယ်။ကဲနဲ့ကတော့အင်ဂူတွေကဘာကြောင့်မှမသိသူတို့ကိုတိုက်ခိုက်ခဲ့တာကြောင့်အင်္ဂါထွက်ပြေးလာခဲ့ပြီးအုတ်ချုပ်ရင်မှုရဲ့အိမ်မှာ စုံတွေ့မယ်လို့ပြောလိုက်ပါတယ်။ဟိန်းနောင်မှာတော့ဂိုင်နာတို့ဖွဲ့အောင်ချော်ရင်မှုအိမ်ကိုရောက်လာခဲ့ပြီပဲ။ဒါမျိုးလို့ဒီဘက်ကဇွန်ဘီဖြစ်နေတာကိုတွေ့လိုက်ရမှာပါ။အဲဒီအချိန်မှာပဲဂဲနဲတို့ရောက်လာခဲ့ပြီပဲဇွန်ဘီရှိနေတာကြောင့်ဂဲနဲတို့ကသူတို့နေရာကိုသိစေဖို့ကားဟုံးကိုတီးလိုက်ပါတယ်။ကားဟုံးဆန်ကြောင့်ဇွန်ဘီတောက်လုံးကဂဲနဲတို့စီတိုက်ခတ်ဖို့ရောက်လာကကားနဲ့အရင်ထွက်ပြေးဖို့လုပ်လိုက်ပါတယ်။ဇွန်ဘီတွေကလည်းဂဲနဲတို့ဘွားအောင်ရောက်နေချိန်မှာတော့ဂိုင်နာကထွက်လာပြီးအပြင်မှာရှိတဲ့စတပန်းကားထွက်ပြေးဖို့လုပ်ခဲ့ပြီပဲ။ကားကတော့ပြက်စီးနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲဇွန်ဘီတို့ကရောက်လာပြီးတိုက်ခိုက်တာကြောင့် အနီနာကအင်ကိုရာဟန်နဲ့ဂါရီနာပြေးဝင်ခဲ့ပေမဲ့ဘူးကတော့ဇွန်မီကိုတိုက်ခတ်ခြင်းကိုခံခဲ့ရပါတယ်။ခဏချိန်မှာတော့အေရဲကိုရုတ်တရက်ပြောင်းဝင်လာပြီးတိုက်ပစ်သူကိုရမ်းချကြောင်းနဲ့အမေပြည်သူကိုစောင့်ရှောက်ပုံမှန်နေခဲ့ပါတယ်။တကယ်တော့ roof လောက်ကိုဇွန်မီတကောင်ကကိုက်လိုက်တော့အဲ့နောက်မှာ roof ကဂါရီနာနဲ့ရာဟန်ကိုတိုက်ခတ်ခဲ့ပြီးခုခံနေရင်နောက်ဆုံးမှာရုတ်တရက်ဘိုက်ကိုထုံးမိတော့ကအောက်ဟဲနေတဲ့ချိန်ဂါရီနာနဲ့ရာဟန်တို့ကထွက်ပြေးလာခဲ့ကြပါတယ်။အဲ့နောက်မှာတော့ဘန်နဲ့ဂါနက်တို့ကရက်စကန်ရောက်သွားခဲ့ပြီးဖိခဲ့သမျှကိုရှင်းပြလိုက်ကြပါတယ်။အပြင်ဘက်မှာတော့ဇွန်မီရုပ်စုကြီးကရက်စကန်ကိုပတ်လည်ဝိုင်းထားခဲ့ပါတယ်။ န်ကတော့ရမကောအနီးနားမှာရှိတဲ့ yes scan ကိုအလိုလိုကိုနီလန်းတောင်းဖို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ကဲကအဘုတ်ကိုဆက်တယ်ကိုကြိုးကြခဲ့ပေမဲ့ဆက်တယ်မရခဲ့တာကြောင့်စိတ်ညစ်နေခဲ့ပါတယ်။ခဏကြာမှတော့ကယ်ရီနာတမဖုန်းဝင်လာပြီး Ryan ရဲ့အနေနဲ့ကင်းချောင်းပြောလိုက်ပြီး Brook ကတော့ဇွန်ပြီးဖြစ်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။ဘန်ကတော့ဂိုင်းနောက်ကိုရစကန်ကိုကြည့်တောင်းလာလို့ရောက်လာရတယ်လားခဲ့မယ်လို့ပြောနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘန်တို့အချင်းချင်းကြီးကိုခေါင်းမိုးပေါ်ကိုတက်လာခဲ့ကြပါတယ်။သူတို့စီလာနေတဲ့ရဲတွေကိုတော့လမ်းမှာနေဇုံမီအုပ်ကြီးကတိုက်ခိုက်လိုက်ကြပါတယ်။ ရုပ်တရက်တန်တခုတက်ပေါ်လာတဲ့ကြောင့်တန်ရှိရကိုဇွန်ပြီးပြေးလိုက်သွားပြီတော့သဘောသာရဘန်တို့လည်းရဲစခန်းထဲကမီရှူမီဘတ်တွေကိုလက်ခွေးနဲ့ပြစ်လိုက်ပါတယ်။အဲ့ဒီအတန်ကြောင့်အဲ့ဒီနောက်ကိုအပြင်ကိုအဲ့နောက်မှာတော့အပြင်ကိုထွက်ဖို့ဘန်တို့ကကာကွယ်ပြစ်ဆုံးဝင်လိုက်ပြီးဘမန်ကတော့ချစ်သူပြည်နဲ့နေကြီးတဲ့ပုံစံပြီးဒါကယ်တော့မယ်လို့ပြောလိုက်ပါတယ်။ဒါကားကနေမီရှူမီဘတ်ကိုခေါ်လိုက်တော့အတန်ရှိရကိုဇွန်ပြီးကလိုက်သွားကြပြီးခဲနဲ့တို့လည်းလက်ထွက်လာပြီးဆိုင်ကလေးစီးသားပလုတ်ပြင်မဲ့ဇွန်ပြီးရောက်ကြည့်တော့တော်တော်နဲ့ပြက်လိုက်ပါတယ်။တော်တော်တန်ကြောင့်သူတို့ဒီတပံပြန်ရောက်လာပြီးတိုက်ခိုက်ပလုတ်ပြင်မဲ့ ဘာလာတဲ့တိုင်းနေပဲကားလိုက်ပါတယ်။တစ်ဖက်မှာတော့ဇွန်ဘီပြည်တဲ့ဘက်ကလွံ့မြောက်သွားပြီးအော်ဟိနေကြတာကြောင့်အတန်ရှိအောင်ဇွန်ဘီတွေရောက်လာပြီးခရိုင်နာတို့လည်းအသည့်နေတာပြင်ဆင်ကြရပါတော့တယ်။အဲ့ဒီအချိန်မှာပဲမိုးချင်းတဲ့အတူရုတ်တရက်မိုးကရွာချလာကဇွန်ဘီတွေလည်းရက်တက်သွားခဲ့ပါတယ်။မိုးမဆိုတဲ့အိမ်ထဲကဇွန်ဘီကတော့အတင်းတိုက်ခတ်ဖို့လုပ်နေတာကြောင့်နင်ကြီးတွေရှိတဲ့ဆိုင်ကလေးနဲ့ထပ်ပြေးဖို့လာကြပါတယ်။ခဏကြာမှတော့မိုးထိပ်သွားတော့ကဲတို့အဖွဲ့စီကိုဇွန်ဘီတွေကပြန်လည်တိုက်ခတ်ခဲ့ပြီးကဲနဲ့လည်းကားကောင်းတဲ့ဝင်နေပြီးဘန်တို့ကတော့ရက်စကန်တွေကိုပြန်ပြေးဝင်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကေနာတို့ဖွဲ့ရဲစခန်းကိုရောက်လာခဲ့ပေမဲ့ဇွန်ဘီတွေများနေတာကြောင့်ပြန်လဲဖို့လုပ်ခဲ့ပါတယ်။ယုဒိယဆိုင်ကကနိုးမရတော့ပါဘူး။အဲနောက်မှာတော့လဲတန်လုံးနိုးလိုက်တော့အတန်တော့တော်ကြောင့်ကေနာတို့ဒီဥတီနေတဲ့ဇွန်ဘီကသူတို့စီရောက်လာတော့ကဲနဲ့လဲကားထဲကနေမီးရှို့မီးပဲပြောတော့အာယုံလဲပစ်လိုက်ပါတယ်။အဲနောက်မှာတော့ကားထဲဝင်လာကြပြီးမောင်းကဗဲလို့စီတော့ဖို့လုပ်ခဲ့ကြပါတယ်။အရှင်ပြည့်နဲ့မောင်းမီရတော့မှာတော့ဗရိတ်မမိတာကိုသိသွားပြီးရဲစခန်းကိုဝင်လာလိုက်ကအပေါက်ကြီးဖြစ်သွားပြီးဗဲကတော့ကားနဲ့ခြေထောက်ညက်နေခဲ့ပါတယ်။အဲနောက်မှာတော့ဇွန်ဘီတအုပ်လုံးဝင်လာခဲ့ပြီးရာမန်နီဂီတို့ကိုလည်းအကိုက်ခံလိုက်ရက်ကာ ဒီညနေမှာပေးမယ့်လက်စွပ်လေးကိုပေးရင်လည်းအဆုံးသတ်သွားခဲ့ပါတယ်။ဘန်ကတော့သူ့ကိုသူစတဲ့ပြီးမီရှူမီရကိုဖောက်ဖို့လောက်ကကဲနဲ့တူထပြေးစီခဲ့ပါတယ်။အပြောင်းတဲ့ကမှာတော့ကဲနဲ့မှာကိုက်ခံထားရတဲ့နေရာကိုတွေ့သားခဲ့ပြီးကရီနာကရဟန်ကိုသွားချဖို့မိုင်းနဲ့သူ့ကိုသူတက်သေးလိုက်ပါတယ်။ဂိုင်းနာမှာတော့ကရီနာနဲ့ရဟန်တို့အဲဒီနေရာလေးကတက်ပြေးသွားရင်နေအောင်ပေါ်လာခဲ့ပါတယ်။ဇာလန်ကတော့ဒီမှာမိသေးမဲ့ဂျာကာတာမြို့မှာရှိတဲ့ဂရိစီမှာပြသနေပြီးစင်းနမူနာတွေကတော့လူပြေချောင်ပြောနေရင်ပြီးဆုံးသွားခဲ့ပါတယ်။နောက်တဲ့ဆက်ဝင်ဇာလန်တွေကိုလည်းတင်ဆက်ပေးဖို့လိုက်နဲ့ Subscribe လောက်သားကြပါဦးခင်ဗျ။